ုဒ္ဓဘာသာဝင်တွေကိုကလားဆက်သွင်းပြီးတော့ကလားတဲ့သွင်းတဲ့ကောင်တွေကိုကျွန်တော်လုံးဝထိုင်ပြီးတော့ကြည်နေမှာမဟုတ်ဘူးအဲ့တော့ဗုဒ္ဓဘာသာဝင်တွေလာမေးကြတယ်ကျမမှာချစ်သူကောင်လေးကမွတ်စလင်ကောင်လေးရှိတယ်အဲအချို့ကလည်းဗုဒ္ဓဘာသာဝင်ကောင်လေးတွေကလာမေးတယ်ကျွန်တော်မှာချစ်သူကောင်ကောင်မလေးကမွတ်စလင်ကောင်မလေးရှိတယ်အဲ့တော့ကောင်ကောင်မလေးကမွတ်စလင်ပဲဖြစ်ဖြစ်ကောင်လေးကမွတ်စလင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကယူလို့ရကြလားဆိုပြီးတော့လာမေးကြတယ် အဲ့တော့အရင်ဥဆုံးဗုဒ္ဓဘာသာဝင်တွေကိုကျွန်တော်ပြောချင်တာကခမားခမားတို့သည်ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ပဲနေမှာလားဒါမှမဟုတ်ဘူးဆိုရင်မွတ်စလင်လည်းကိုဝင်မှာလားနှစ်ခုပေါ့မေးချင်တာအဲ့တော့ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ပဲနေမယ်ဆိုရင်ခမားတို့ကိုယူမဲ့ဗုဒ္ဓဘာသာဝင် ကို ယူမဲ့တစ်ဖက်က ကလားကဗုဒ္ဓဘာသာဝင်တွေကိုဝင်အဲ့ဒါမှအဆင်ပြေမှာ ဒါမှမဟုတ်ဘူးဆိုရင်လည်းခမရတို့ကအမတို့ကမွတ်စလင်တွေကိုဝင်မယ်ဆိုရင် ခမရတို့ကိုမွတ်စလင်လုတ်ပေးမယ်သူမြန်မာနိုင်ငံမှာတယောက်မှမရှိဘူးကလားပဲလုတ်လိုက်လိမ့်မယ်ခမရတို့ခမရတို့ကိုကလားဇက်သွင်းပြီးတော့ကလားလုတ်လိုက်မှာအဲ့တော့ခမရတို့ကမွတ်စလင်ဖြစ်သွားမှာမဟုတ်ဘူးအဲ့အတွက်ကြောင့် ခမရတို့ကို spot နှစ်ခု၃ခုလောက်ပေးလိုက်မယ်အရင်ဦးဆုံးခမရတို့ကမွတ်စလင်ကောင်မလေးပဲရထားသည် ဖြစ်စေမွတ်စလင်ကောင်လေးပဲရထားသည်ဖြစ်စေသူတို့မေးကွန်းထုတ်ဟုတ်ပြီနင်တို့ကမွတ်စလင်လို့ပြောတယ်ငါကအစ္စလာမ်ကိုဝင်ကျင်တယ်အဲ့တော့နင်တို့မှာကနင်တို့ရဲ့ဘာသာစကားကဘာလဲနင်တို့မှာနင်တို့ရဲ့မွတ်စလင်စကားအစ္စလာမ်ဘာသာစကားကဘာလဲဆိုပြီးတော့မေးကွန်းထုတ်နံပါတ်၁အချက် နမနှစ်အချက်နင်တို့ရဲ့ဝစ်စားစင်ရင်မှုကပါလဲဒီလိုမိကုံထွက်ပြီးရင်ငါ့ကိုစစ်မှန်တဲ့ငြိမ်းချမ်းတဲ့မွတ်စလင်တယောက်အဖြစ်ထားမှာလားငါ့ကိုဖြစ်အောင်ကူညီပေးမှာလားဒီလိုမိကုံထွက်အဲ့သုံးခုကိုမိကုံထွက်ပြီးရဲ့နောက်ပိုင်းမှာသူတို့ဖြေလိုက်တဲ့အဖြေကိုကျွန်တော်ရှိကိုလာဖို့ကျွန်တော်စီစစ်ပေးမယ်သူတို့ဖြေလိုက်တဲ့အဖြေဒီမှားနေတယ်ဆိုရင်ခင်ဗျားတို့ အဲ့ကောင်လေးပဲဖြစ်ဖြစ်မွတ်စလင်ကောင်ကလားကောင်လေးပဲဖြစ်ဖြစ်ကလားကောင်မလေးပဲဖြစ်ဖြစ်စောင့်ကန်လွတ်လိုက်တော့လက်မထမ်းနဲ့တော့ဘာဖြစ်လို့ရောဆိုတော့ခမားတို့ကိုကလားဇက်သွင်းမှာမွတ်စလင်ဖြစ်အောင်လုပ်မှာမဟုတ်ဘူးကလားတဲ့ကိုဇက်သွင်းမှာကလားဇက်သွင်းမှာလုံးဝခမားတို့မွတ်စလင်ဘက်တော့မှဖြစ်လာမှာမဟုတ်ဘူးမြန်မာနိုင်ငံမှာခမားတို့ကိုစစ်မှန်တဲ့မွတ်စလင်ငြိမ်းချမ်းတဲ့မွတ်စလင် peace through islam ရဲ့လမ်းစဉ်ပေါ်မှာငြိမ်းချမ်းတဲ့လမ်းစဉ်ပေါ်မှာရှောက်လန်းအောင် လုပ်ပေးနိုင်မဲ့ muslim တယောက်မှမရှိဘူးဘာသာရေးဆရာရောတယောက်မှမရှိဘူးအဲ့အတွက်ကြောင့်ကြောက်တယောက်ပဲမြန်မာနိုင်ငံမှာရှိတဲ့အတွက်ကြောင့်ခမည်းတော်ဒီဒီရာဒီလုံးဝအရေးကြီးတယ်အရေးကြီးတယ်အဲ့တော့ဒီရာကိုလုတ်ပါသူတို့ကိုမေးခွန်းထုတ်ပါမေးခွန်းထုတ်လိုက်တဲ့အဖြေတွေကိုကျွန်တော်ရှိကိုလာပို့ပါလာပို့ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်စီစစ်ပြီးတော့ဟိုဘက်ကခမားတို့ကိုကလားဆက်သွင်းမယ်ဆိုတာသိရင်ကျုပ်ခမားတို့ကိုတခုပဲပြောမယ်ကောင်မလေးပဲဖြစ်ဖြစ်ကောင်လေးပဲဖြစ်ဖြစ်အဲ့ဒီကောင်ကိုကောင်မကိုစွန့်လွတ်လိုက်စောင့်ကန်လွတ်လိုက်ခမားတို့ကိုငိမ့်ငဲတဲ့သူဖြစ်အောင် လုပ်ပြီးမှမဟုတ်ဘူးကလားဆက်သွင်းပြီးတော့ကလားဖြစ်အောင်လုပ်ပြမှာအဲ့တို့အကြောင်းဒီကောင်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 မဘလောက်ပဲရုံချော့ချော့လှလှချမ်းသာချမ်းသာမျိုးရိုးစင်ဆက်ကောင်းကောင်းကောင်းနေပဲပြောပြောလှဲ့မကြည့်နဲ့လှဲ့မကြည့်နဲ့ သဘောပေါက်လားမသိဘူးအဲ့တော့နောက်တစ်ခုကတော့အဲ့လိုမှမဟုတ်ဘူးဆိုရင်ခမားတို့ ਨੇ ကြိုက်တဲ့အဲ့ဘက်ကကလားကောင်လေးပဲဖြစ်ဖြစ်ကလားကောင်မလေးပဲဖြစ်ဖြစ်ခမားတို့ဗုဒ္ဓဘာသာဝင်တွေကိုဆွဲခေါ်ပါဆွဲခေါ်ပြီးတော့ဗုဒ္ဓဘာသာဝင်တွေကိုတွင်းပါဒါဘာကြောင့်ပြောရတာလဲဆိုခမားတို့ကမွတ်စလင်တွေကိုဝင်ပြီးတော့မွတ်စလင်တရားမဖြစ်တဲ့အရာထက်ဆိုင်ဓာကြီးကပို့ပြီးတော့ငြိမ်းချမ်းတယ်လို့ကျုပ်ကတော့သတ်မှတ်တယ် ဘာဖြစ်လို့တော့ဆိုတော့ခမရတို့ကိုမွတ်စလင်ဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ကလားလုတ်ပစ်လိုက်တဲ့ကလားဆက်တွင်းလိုက်တဲ့အရာဖြတ်ဆိုင်ခမရတို့ကသူ့ကိုဘာလုတ်လိုက်မလားတော့ဗုဒ္ဓဘာသာလုတ်လိုက်တာပိုကောင်းတယ်ပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒါငိမ့်နဲ့ငိမ့်ချမ်းသွားမယ်နှစ်ဦးရတော့ညတော့ကောင်းလေးတယောက်ကလာမေးတယ်သူကလည်းဗုဒ္ဓဘာသာနေပြီးတော့သူ့ရဲ့ကောင်းမလေးအစ္စလာမ်လက်ကိုမဝင်နိုင်ဘူးကောင်းမလေးကလည်းဗုဒ္ဓဘာသာလက်ကိုမဝင်နိုင်ဘူးအဲ့တော့ဘယ်လိုလုပ်မလဲလို့သူတို့ကျွန်တော်မေးတယ်မေးတော့ သူကလည်းသူ့ဘာသာကိုသူကိုကွယ်ကိုကလည်းကိုဘာသာကိုကွယ်အဲ့တော့နှစ်ဖက်မိဘတွေကတော့ဆိုတော့နှစ်ဖက်မိဘတွေကလည်းကောင်းလေးတို့ဘက်မှာလည်းတဲ့မလားဘုန်းကြီးတော်တွေရှိတယ်ဟိုဘက်မှာလည်းအာဘုန်းကြီးတွေရှိတယ်လို့ပြောတယ်မွတ်စလင်ဘက်မှာရောဘုန်းကြီးဗုဒ္ဓဘာသာဝင်ဘက်မှာရောဘုန်းကြီးတွေရှိတယ်လို့ပြောတယ်အဲ့တော့မွတ်စလင်ဘက်ကကောင်းမလေးဘက်ကတောင်းဆိုတာကကလားလို့မင်္ဂလာဆောင်မယ်တဲ့ဆလာခဲ့တဲ့ကကလားလို့ကလားအိန္ဒိယကလားလို့မင်္ဂလာဆောင်မယ်လို့ကျုပ်ကပြောတယ်တဲ့အဲ့တော့ကျုပ်ပြောတင်တာကတခုပဲသူတို့ကမွတ်စလင်မဟုတ်ဘူး ခမားအကြေးအဲ့ကောင်မလေးကိုလက်ထပ်လိုက်မယ်ဆိုရင်ခမားကိုစစ်မှန်တဲ့မွတ်စလင်ဖြစ်အောင်လုပ်ပေးမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်ခမားအဲ့ကောင်မလေးကိုစွန့်လို့စွန့်လို့ဒါမှမဟုတ်သူ့အဲ့ကောင်မလေးကိုယူပြီးသွားရင်ခမားဗမာတဲ့ကိုတွင်းလာအဲ့ဒါကငိမ့်ချမ်းတဲ့လမ်းစဉ်ပဲအာနှစ်ခုပဲယူနှစ်ခုပဲယူတခုကကြတော့ခမားဒီဗုဒ္ဓဘာသာတွေကိုတွင်းမာလာဒါမှမဟုတ်သူ့ခမားဒီအစ္စလာမ်လေးကိုဝင်ဝင်မာလား တော့အစ္စလာမ်လည်းကိုဝင်မယ်ဆိုရင်တော့မြန်မာနိုင်ငံမှာခမည်းတော်ကိုမွတ်စလင်စစ်မှန်တဲ့မွတ်စလင်ဖြစ်အောင်လုပ်ပေးမယ်လို့တယောက်မှမရှိတဲ့အတွက်ကြောင့်ခမည်းတော်ကစစ်မှန်တဲ့မွတ်စလင်ငိမ့်ကျတဲ့မွတ်စလင်ဖြစ်သွားမှာမဟုတ်ဘူးကလားပဲဖြစ်သွားမှာအဲ့ဒါဒါကိုတော့အထူးသိသိခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ခမည်းတော်ရဲ့ချစ်သူကောင်မလေးကကလားပဲဖြစ်ဖြစ်ကောင်လေးကကလားပဲဖြစ်ဖြစ်သူတို့ကိုမေးခွန်းထုတ်ပါနံပါတ်1မင်းတို့မှာဘာသာစကားပါလဲနံပါတ်2မင်းတို့ရဲ့အဲယင်ယင်ယင်ကျေးမှုဝိဆိုအစ္စလာမ်ကိ ဝိသုံကပါလဲဝိစားစီရင်မှုကပါလဲအစ္စလာမ်ရဲ့အယူဝါဒကပါလဲပြီးရင်နောက်ထပ်မေကွန်ထုတ်ငါ့ကိုငါကအစ္စလာမ်ဘာသာကိုချစ်မြတ်လို့ရတယ်ဆိုရင်ပေါ့နော်ငါ့ကိုစစ်မှန်တဲ့မွတ်စလင်ငြိမ်းချမ်းတဲ့မွတ်စလင်တယောက်ဖြစ်အောင်ကူညီပေးမှလားအဲ့၃ချက်ကိုထုတ်ထုတ်ပြီးတော့သူတို့ဖြည့်တဲ့အဖြေကိုခင်ဗျားတို့ကြောက်ကြောက်ချီကိုလာဖို့ပို့လိုက်တဲ့အချိန်မျိုးမှာကြောက်ကစီစစ်ပေးမယ်အကယ်၍ဖြည့်မနိုင်မယ်ဆိုရင်တော့ခင်ဗျားတို့လုံးဝအဲ့ဒီအိမ်အောင်ဘက်ကိုမရွေးချယ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့အိမ်အောင်ဘက်ဆိုတာက အရာရာမှာနားလည်မှုနဲ့ရေရှည်သွားရတဲ့ဂါနာဖြစ်တဲ့အတွက်ကြောင့်ခမရတို့ဘယ်တော့မှအဆင်ပြေမှာမဟုတ်ပါဘူးလုံးဝကိုမရွေးချယ်ပါနဲ့ခမရတို့ကိုကလားလုံးမှာကလားသက်သွင်းမှာဖြစ်တဲ့အတွက်ကြောင့်ခမရတို့ဒီစောင့်သာကြံလွတ်လိုက်ပါ